ဒဂုံသမကကျောင်းသားတွေဥဆောင်ပြုလုပ်တဲ့ဒဂုံတက္ကသိုလ်ကျောင်းသားတို့ရိုးရာပွဲကိုကျောင်းတွင်းမှာပထမဆုံးပြုလုပ်ကျင်းပခွင့်ရရှိခဲ့ပါတယ်ဒေါ်လေးလေးမွန်ကသတင်းပေးပို့ထားတာပါမိကြပေါင်းစုံကကျောင်းသားကျောင်းသူတွေကနေတိုင်းရင်းသားရိုးရာနဲ့မြမတလိတွေကိုကျောင်းတွင်းမှာပြန်လည်စုစည်းဖော်ပြတဲ့အနေနဲ့အဲ့ဒီပွဲကိုကျင်းပကြတာပါဆောင်ရတဲ့ဆရာဒါလေးဝယ်ရပို့ပြီးတော့ပျော်တယ်လို့ခံစားရပါတယ် ပါဝင်ရတယ်ခြေနဲ့ပါလူပေါ်ရီကလုတ်တက်နာကြပြီပေါ့။ဘာလို့ဆိုတော့တိုင်းရင်းသားစီလုံးကြီးညူကြီးကိုလည်းဖြစ်စီတယ်ပေါ့။ကြောင်းသားချင်းချင်းလည်းချစ်ချင်းရင်းနှီးမှုရစေချင်တယ်။ရရရနိုင်တယ်ပေါ့။ဘာလို့တဦးဝေးယဉ်ကျေးမှုတဦးကနားလဲလာရင်ကျွန်တော်တို့ကငင်းချင်းကြီးတိဆောက်ရတာလည်းလွယ်ကူလိမ့်မယ်ပေါ့။အဲကြောင့်တို့မျိုးပွဲတွေမှာအာဒီမှာတနေငံလုံးမှာရှိတဲ့တိုင်းရင်းသားတွေဒေသမှာပဲဖြစ်ဖြစ်ပြည်မှာလည်းမှဖြစ်ဖြစ်ကျင်းပတာပိုကောင်းပါ့။ ဇွန်လ21ရက်နေ့တကုံတောက်ကူအကစားခမ်းမမှာတိုင်းရင်းသားရိုးရာအကလှရီတဲကမြမတလီနဲ့ပတ်သက်တဲ့တော်တလီအကနဲ့ဘွေးတော့တချင်းကိုပြန်လည်ဖော်ထုတ်ထားပါဗျာတော့ကြောင့်ပြောပါလေလို့ဘုံလေးယူပါလေလို့လို့လို့မထင်အကောင်းဆုံးကျူးစားပါအကောင်းဆုံးကျူးစားပါမယ်အကောင်းဆုံးကျူးစားပါအကောင်းဆုံးကျူးစားပါ စားထားပါတယ်စူးစမ်းထားပါတယ်ရိုးရယဉ်ကျေးမှုတွေပေါ်တော့လည်းတော့သူတို့ရဲ့ effort စူးစမ်းအထောက်မှုတွေကဘလောက်တိလေးစားစရာကောင်းလဲသူတို့လုတ်သွားတာလေကျမတို့တွေလုတ်ခွင့်မရခဲ့တော့ကျမတို့တွေလုတ်ခွင့်မကြုံခဲ့တော့ဟာလေသူတို့လုတ်သွားတယ်ပဲပထမအဦးဆုံးចောင်းသားသမတ်ကရဆရာကြီးဖွင့်ပြတယ်လို့ပြောထားတယ်ပွဲကိုကျမကတော့ကြိုဆိုလိုက်ပါတယ်ကျမကလေးဒီလိုကိုထက်တက်မြက်မြက်လုပ်တဲ့အတွက်အောင်မြင်တဲ့ပွဲတစ်ပွဲလေးဖြစ်ပါတယ်ကျေးဇူးလည်းအားလုံးကိုတင်ပါတယ်အဲ့ဒါအပြင်တိုင်းရင်းသားရိုးရာတွေကျစ်လက်တေးသချင်းတွေရုပ်သေးအကတွေကိုတင်ပြဖြော်ပြခဲ့ကြပါတယ်။ ဒီကတော့ဟိုလုံးကတက္ကသိုလ်ဆိုတာအစင်လာတော်တော်ကြီးတယ်လေအစင်လာကြီးတယ်ဆိုတာဥပမာအနုပညာသင်တွေလုပ်တယ်နောက်ပြီးတော့ကျောင်းသားတွေအားကစားတွေလုပ်တယ်အဲ့လိုပဲကျောင်းသားရဲ့အစုအဝေးတွေနဲ့အလုံးပဲညီညွတ်မှုကိုပြခဲ့ကြတာအရင်တော့တက္ကသိုလ်ဆိုတာကအခုနောက်ပိုင်းမှာတက္ကသိုလ်ဆိုတာအဲ့လိုဟာတွေပျောက်ခဲ့တာတော်တော်ကြာပြီပေါ့ကြာခဲ့ပြီဆိုတဲ့အချိန်မှာအခုလို့ဆိုပထမဆုံးအနေနဲ့ပြန်ပြီးတော့ဖြစ်လာပြီအဲ့လိုမျိုးကျောင်းသားရဲ့ညီညွတ်နဲ့ပြန်ပြီးစီလုံးရှိလာပြီပြီးတော့ခက်ခက်လည်းပြင်လဲလာပြီဆိုတဲ့အခါမှာ အရင်တော့တက်ကတူဆိုတဲ့ဘုံကြီးလိုမျိုးဟာတွေကိုကျွန်တော်တို့ကစောက်တွေထဲမှာဖတ်ဘူးရတဲ့အနေထားကနေအပြင်မှာပြန်ပြင်ရှင်တယ်ပေါ့အရာပြင်းဇွန်22ရက်နေ့မှာလဲတက်ကတူ6ခုကတမကကျောင်းသားတွေချစ်ကြည်ရေးဘောလုံးကစားကြဖို့ကိုလည်းစီစဉ်ထားပါဗျ။ဒဂုံတက္ကသိုလ်ဘောလုံးခွင့်မှာနေ့လယ်ပိုင်းမှာပြုလုပ်ကျင်းပသွားဖို့ရှိပြီးဒဂုံတက္ကသိုလ်စေးနှစ်စေးဘက်ဆိုင်ရာနည်းပညာစေးဝါတက္ကသိုလ်ရေချောင်း ရန်ကုန်ဤပညာတက္ကသိုလ်တို့ပါဝင်ကစားကြမှာဖြစ်ပါတယ်။ကျမလေးလေးမှမကျောင်းသမားယုံကြည်တိုင်းပါနဲ့